စော်ရီအကစားဝင်ကြီးကလင်ပါဘူးအသင်းနဲ့စာချုပ်တက်တန်းတိုးခဲ့ပေမဲ့အီဂျစ်ဝါရဲ့တိုက်ဆက်ကစားသမားဆာလာကိုခေါ်ယူဖို့စိတ်ဝင်စားနေစေဖြစ်တယ်လို့ဝန်ခံပြောကြားခဲ့ပါတယ်။စော်ရီပရိုလိဂ်ကလပ်အသင်းတွေဟာ 2023မှာဆာလာကိုပေါင်တန်း150နဲ့ခေါ်ယူဖို့ကြိုးပမ်းခဲ့မှုပြီးလာမယ့်နှစ်မှာအရခေါ်ယူဖို့စီစဉ်ထားခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့လေဘောဘူအသင်းဟာအသင်းရဲ့အဓိကကစားသမားဖြစ်သူဆာလာကိုအခုလအစောပိုင်းကမှ2029ခုနှစ်အထိသက်တမ်းရှိတဲ့နှစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ဒါကြောင့် Sorry Pro League အနေနဲ့အရက်ကဘာမှာကြော်ကြားတဲ့ဆာလာကိုလာမယ့်နှစ်မှာခေါ်ယူနိုင်တော့မှာမဟုတ်တာဖြစ်ပါတယ်။ဒါပေမဲ့ Sorry မင်းသားနဲ့အကစားဝင်ကြီးဖြစ်သူ F50 က အနာဂတ်မှာဆာလာကိုခေါ်ယူဖို့ပြင်မှတ်ထားနေစေဖြစ်ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။ AFI 10ကဆာလာဟာ Arab Muslim တွေရဲ့ icon ဖြစ်ပါတယ်။သူက Sorry Pro League မှာကစားဖို့ကန့်ညီတဲ့ identity ရှိသူပါ။ Liverpool နဲ့စာချုပ်သက်တမ်းတိုးခဲ့တာကဆာလာရဲ့ဆုံးဖြတ်ချက်ပါ။ဒါပေမဲ့ကျွန်တော်တို့ကတော့ဆာလာကိုခေါ်ယူဖို့ချိန်ဆက်နေစေဖြစ်ပြီးအရာအလုံးကိုလှုံ့ဆော်နေပါတယ်။ကျွန်တော်တို့အနေနဲ့ကစားသမားတွေခေါ်ယူတဲ့နေရာမှာနှိပြူဟာရီရှိတယ်လို့ထင်ပါတယ်လို့ပြောကြားခဲ့ပါတယ်။